ားလုံးပဲမင်္ဂလာပါရှင်။နှဲပိတ်ကနေကြိုဆိုပါတယ်ရှင်။ဒီနေ့တော့အလှူအိတ်တွေမှာကျွေးလေးရှိတဲ့ငွေထမင်းလေးလှုပ်စာဖြစ်လို့တငယ်ချစ်တို့ကိုလာမျှဝေပေးပါတယ်ရှင်။ဒါဆိုရင်တော့နှဲဘလို့လုပ်မလဲဆိုတာနှဲဘီဒီယိုဖိုင်ကိုဆုတ်ထည့်လိုက်ကြည့်ပေးကြပါအောင်ရှင်။ဒါကြတော့တ냐ရေစိန်ထားတဲ့ကောက်ညင်းစာလေးပေါ့နော်ဒီကောက်ညင်းစာလေးကိုတော့စာချေခွဲ၃ခွဲစာတုပ်ပြထားပါတယ်ရှင်ဒါဆိုရင်တော့ဒီကောက်ညင်းလေးကိုစကားလေးနဲ့ရေဆက်ထားပေးလိုက်ပါမယ်ရှင ကောက်ညင်းကိုစကားနဲ့ရေဆိုက်လုပ်ပေးပြီဆိုရင်တော့ကိုမိုးလုံးမဲ့ဥလေးထဲကိုထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့ဒီကောက်ညင်းစာလေးထဲကိုတခြားစာချက်ခွက်တစ်ခွက်စာထပ်ထားပေးလိုက်ပါတယ်ရှင်။ရာသီနေနဲ့တော့စာနဲ့ငယ်ဒီနေရာမှာအုံနှုတ်ကိုလည်းစာချက်ခွက်တစ်ခွက်စာထပ်ထားပေးလိုက်ပါတယ်ရှင်။ရေကိုကြတော့စာချက်ခွက်တစ်ခွက်စာထပ်ထားပေးလိုက်ပါတယ်ရှင်။ပြီးရင်တော့အလုံးသမတော်နဲ့ငယ်လေးမှုပေးလိုက်မယ်ပေါ့နော်။ ဒီနေရာမှာနှင်းကရေနဲ့အုံနိုးနဲ့ကိုစာချေခွက်နှစ်ခွက်စာထပ်ထားပေးထားတယ်ဖြစ်တယ်ပေါ့နော်။ဒါဆိုရင်တော့ဒီကောက်ညင်အိုလေးကို ဖုံးလေးပိတ်ပြီးတော့ဆူလာတဲ့ခြေထိချက်သွားပေးလိုက်ပါမယ်ရှင်။ချက်သွားပေးလိုက်လို့နှဲငယ်လေးဆူလာပြီဆိုရင်တော့ခဏလောက်မှွေထားပေးလိုက်မယ်ပေါ့နော်။ပြီးရင်တော့နောက်တစ်ခါလောက်ဖုံးလေးအုပ်ပြီးတော့ပြန်ချက်သွားပေးလိုက်ပါမယ်ရှင်။ခုဆိုရင်တော့နှင်းရဲ့ကောက်ညင်အိုလေးကတော့ရေနဲ့ငလေးခါချောက်သွားပြီပေါ့နော်။ ါဆိုရင်တော့ဒီကောက်ငင်အိုလေးကိုဆက်မပြဲ့လေးခုလိုမျိုးလေးပဲမှွေသွားပေးရပါမယ်ရှင်။မှွေသွားပေးလဲလို့ရေတွေခါချောက်သွားပြီဆိုရင်တော့ကောက်ငင်လေးကိုမြည်ကြည့်ကြည့်မယ်ပေါ့နော်။မြည်ပေးလဲလို့ကောက်ငင်ကမကြက်သေးဘူးဆိုရင်တော့နောက်ထပ်အိုးနှုတ်ကိုစာချေခွက်တဝက်စာထည့်ထားပေးလေးသေးရှင်။တကယ်လို့ဒီနေရာမှာအုံနို့စာရေကိုထည့်လို့လည်းရပါတယ်ရှင်။အနေအကျတော့အုံနို့လေးထည့်တာဖြစ်တယ်ပေါ့နော်။ပြီးရင်တော့အားလုံးတမတော့အောင်မှွေပေးပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့ပြန်ချက်သွားပေးလိုက်ပါမယ်ရှင်။ ကြည့်ပါအောင်ရှင်။နေရမှွေတဲ့အတန်လေးရကျိုးသွားတယ်ပေါ့နော်။မှွေနေရင်းနဲ့။နေမှာလည်းအပုံမရှိတော့တာနဲ့ဒီဟာလေးနဲ့ပဲတုပ်ပြူဖြစ်တယ်ပေါ့နော်။ဒါဆိုရင်တော့ဒီကောက်ညင်းလေးကိုတမတော်မှွေပြီးတော့နောက်တစ်ခါတော့ကောက်ညင်းလေးကိုကျက်ပြီလားဆိုတာပြန်မြေးကြည့်ကြည့်မယ်ပေါ့နော်။ကောက်ညင်းလေးကကျက်သွားပြီဆိုရင်တော့ပေါ်မျက်နှာပြေလေးကိုခုလိုမျိုးလေးပဲညှိထားပေးလိုက်မယ်ပေါ့နော်။ဒီနေရာမှာအချိုးအစားကြတော့ကောက်ညင်းကိုဆန်ချေခွက်၃ခွက်စာဆိုရင်တော့ရေကိုကြတော့ဆန်ချေခွက်၂ခွက်နဲ့တဝက်ထပ်ပေးရမယ်ပေါ့နော် ညနေပြင်းလေးကိုညှိလို့ပြီးပြီဆိုရင်တော့ဖုံးလေးအုပ်ပြီးတော့15မိနစ်လောက်ချက်သွားပေးလိုက်ပါမယ်ရှင်ချက်သွားပေးလိုက်လို့15မိနစ်ပြီးပြီဆိုရင်တော့အောက်ဖက်ကိုနည်းငယ်လေးလှမ်းချစ်ကြည့်တယ်ပေါ့နော်လှမ်းချစ်လိုက်လို့အချိုးလေးကတ်နေပြီဆိုရင်လည်းရပါပြီရှင်ခုလိုမျိုးလေး15မိနစ်ချက်သွားတဲ့ချိန်မှာလည်းမီးကိုဖြည်းဖြည်းလေးပဲဖွဲထားပေးရမယ်ပေါ့နော်နောက်မှလို့ရှိရင်တူးသွားတတ်ပါတယ်ရှင်ဒါဆိုရင်တော့ဒီငွေထမင်းလေးကိုအဲအေးခန့်ထားပြီးတော့ပကံလေးထက်ကိုထည့်ပေးလိုက်မယ်ပေါ့နော် ဒီငွေထမင်းလုပ်နေလေကအရန်လွယ်ကူတယ်ပေါ့နော်ပြီးရင်စားလို့လည်းအရန်ကောင်းနေရောပဲရှင်းပြီးရင်ဒါရှိလည်းထားလို့ရတယ်ပေါ့နော်နေ့တို့ရွာဖက်လူအိတ်တွေမှာဆိုရင်တော့ဒီငွေထမင်းလေးကိုလက်ဖက်ရည်လေးနဲ့ဖြစ်ဖြစ်ကော်ဖီလေးနဲ့ဖြစ်ဖြစ်ကျွေးလေးရှိကြတယ်ပေါ့နော်ခုဆိုရင်တော့နေ့ရငွေထမင်းလေးကအေးသွားပြီပေါ့နော်ဒါဆိုရင်တော့နေ့ကသူ့ကိုကိုလိုချင်တဲ့အပုပ်လေးလှည့်ဖြတ်ပြီးတော့စားလို့ရပြီပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နောက်ပြီးတော့ဖာကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတဲ့ပါတယ်ရှင်။ Alo beta ta. -ta.